မင်္ဂလာပါရှင်ဒီဇင်ဘာလ၈ရက်တနင်္လာနေ့ရက်ရှန်ကုန်ရဲ့ရှန်ကုန်တကယ်တဲ့ဆုံးနေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်ကျေလက်လန်းနေတရာတိဆောက်မှုလုပ်ငန်းများကွင်းစင်စစ်ဆေးတဲ့တဲ့ဖြစ်ပါတယ်။ရှန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ကျေလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနက2025-2026ဘဏ္ဍာနှင့်တိုင်းဒေသကြီးငွေလုံးငွေရင်းရှမ်းမုံငွေဖြင့်ဂျိုးပြူပြည်လန်းမကြီးမှကြည်ပင်အင်းတတော်ယူလန်းအားညီသားတာပေါင်းချေ၍ကွန်ကရစ်ခင်းကျင်းလုပ်ငန်းနှင့် တိုက်ကြီးလိမ္မော်ချံ၊ကိုင်းဝင်းကြီးကျေးရွာချင်းဆက်လက်မော်ရှိဂျိုးပြူပိုင်လုံးဂုံးချုံတန်ကူကွန်ကရစ်တရားတိစောက်ချင်းလုပ်ငန်းများကိုဒီဇင်ဘာ9ရက်နေ့နဲ့ပိုင်းကဂျေးလက်လန်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးချုပ်မှဒုတိယညွှန်ကြားမှုချုပ်တိစောက်ရေးဒေါက်တာထွန်းမြင့်အောင်နဲ့တာဝန်ရှိသူများကကွင်းစင်စစ်ဆေးကလုပ်ငန်းများဆောင်ရွက်ရာတွင်အရေးသွေးပြည့်မီစေရေးနဲ့တတ်မှတ်ကာလအတွင်းအချိန်မီ PCR ဆောင်ရွက်ကြရန်မှာကြားကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဝီယီကပေးပို့လာတာပါဆက်လက်တင်ဆက်ပြီးမှာကတော့ ရန်ကုန်မြို့နယ်တွင်မင်းယုံနေရာများမိဘလုံခြုံရေးစစ်ဆေးတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့နယ်တွင်မင်းယုံနေရာများနှင့်မင်းယုံပဝင်စင်တွင်မီးလောင်မီးလတ်မှုများမဖြစ်ပွားစေရတဲ့ဒီဇင်ဘာ9ရက်နေ့နောက်ပိုင်းကမြို့နယ်မိသက်ဦးစီးမှုဦးထိန်နှင့်ဦးဆောင်ကမိဘလုံခြုံရေးကွင်းစင်စစ်ဆေးကြပြီးလူအသီများကိုအကြံပြုမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီတွင်ကိုတော့လှလှထွေကပြပူလာတာပါ။ ထပ်မံတင်ဆက်ပြီးမှာကတော့စောင်းသီးနှံနေကြနှင့်နှွေစပါးစိုက်ပျိုးပြသခြင်းအခမ်းအနားတွင်တေးတွင်ပြုလုပ်တဲ့တည်ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်တေးမြို့နယ်2025-2026ခုနှစ်စောင်းသီးနှံနေကြမျိုးစည်းချဆက်ဖြစ်စိုက်ပျိုးခြင်းမျိုးစေ့များပြပုံများတိုင်းရဲမျိုးစည်းချကရိယာစီတာများပြည့်ခြင်းနှင့်နှွေစပါးမျိုးစေ့ကရိယာစီတာဖြင့်စိုက်ပျိုးပြသခြင်းအခမ်းအနားကိုဒီဇင်ဘာ9ရက်နေ့9နာရီကကံပေကြီးရွာအုပ်စုကပင်းကြီးရွာ တောင်သူဦးအောင်မျိုးသူရဲ့လေယာမြေနဲ့ဖះငုတ်တူမြောက်ကျေးရွာရှိဒုက္ခမချုံနဲ့ဦးသိန်းငွေတို့ရဲ့လေမြေမှာပြုလုပ်ကြောင်းသိရပါတယ်။ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးစပ်ပျိုးရေးဦးစီးဌာနဒိုင်းဒေသကြီးဦးစီးမှုဦးတင်နိုင်နဲ့ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးညွန့်နယ်တို့ကအမှာစကားပြောကြားပါတယ်။အဲဒီနောက်တောင်သူများထံသို့နေကြာမျိုးစီပြားဖို့များနဲ့တိုင်းရဲ့မျိုးစီချကရိယာဒရမ်စီတာများပေးရပါတယ်။ ဆက်လက်၍ဖျားငုတ်တူမြောက်ကြီးရွာအုပ်စုတောင်သူဒေါခင်မချုံနှင့်ဦးသိန်းငွေတို့ရဲ့လက်မြေတွင် စောင်းတိနံနေကြမျိုးစီချဆက်ပြင်စိုက်ပျိုးခြင်းနှင့်ကံဖဲ့ကြီးရွာအုပ်စုကပင်းကြီးရွာရှိတောင်သူဦးမျိုးသူရဲ့လက်မြေတွင်ဓာတ်ရိုက်မျိုးစီချကရီးယား drum sitter များဖြင့်ညွေစွားစိုက်ပျိုးခြင်းတို့အားကြည့်ရှုအားပေးကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့မျိုးလှိုင်းကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့စမ်းချောင်းမြို့နယ်တွင်ရေကောက်ဝယ်ဆိုင်ရာအသိပညာပေးဆိုင်ဘုတ်စိုက်ထူတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစမ်းကြောင်းမြို့နယ်တွင်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့ကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ွယ်အသိပညာပေးဆိုင်ပုံများအားဒီဇင်ဘာ6ရက်နေ့နောက်ပိုင်းကစိုက်ထူကြကြောင်းသိရပါဗျ။အဲ့ဒီလိုဆောင်ရွက်ရမှာစမ်းကြောင်းမြို့နယ်ရှင်စောဘူးရက်ကွက်၊ဘားကရလန်၊ကျွန်းတော်တောင်ရက်ကွက်၊ဘားကရလန်နဲ့ကျွန်းတော်လန်တောင်နှင့်ကျွန်တော်တောင်ရက်ွယ်ဗဟုလန်းတို့တွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌဥပဝင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်ယူနဲ့တာဝန်ရှိသူများကအလျား6ပြီးအနက်9ပြီးရှိတဲ့ဖိနိုင်းမော်တွင်ဒီမိုကရေစီခိုင်မာဖို့မဲယုံသွားပြီးမဲပေးစုရွေးကောက်ပွဲမှာဒီပုံမကောင်းမွန်သောအနာဂတ်စီတို့နဲ့လမ်းဆွကူညီမဲယုံစီဒီမိုကရေစီဖော်ဆောင်ပြီးစာရန်ပါဆိုင်မှုအားစိုက်ထူခဲ့ကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့ဖြည့်သွင်းထုံးကပြပူလာတာပါ